ရန်ကုန်တိုင်းရွှေပြည်သာပြည်သူစေယုံမှာရှိတဲ့ HIV ပိုးကူးစက်ခံရသူတွေအတွက်အားထားရတဲ့ ARDC တွေတန်ဖိုးကျပ်သိန်း600လောက်ပျောက်ဆုံးနေတယ်လို့စုံစမ်းသိရှိရပါတယ်။လက်ရှိ ARDC ဟာပြည်တွင်းစေဝါးဈေးကွက်ထဲပြက်လက်မှုတွေနဲ့ကြုံနေရပြီးဈေးလည်းအဆမတန်မြင့်တက်နေတယ်လို့သိရပါတယ်။ရွှေပြည်သာစေယုံမှာ ARDC တွေပျောက်ဆုံးနေတဲ့အခြေအနေနဲ့ပတ်သက်ပြီးသိရှိထားသူတအူးကအခုလိုပြောပြပါဗျာ။ ERDC 36ရောက်ဖို့ပျောက်တယ်ဟုတ်ကဲ့ ERDC ပေါ့နော်အဲအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးသူတော်တော်ပြဿနာတက်သွားတယ်အဲအဲ့အဲ့ဒီဥစားက ERDC ကိုသူကဒီဖြောင်းကျင်တော့ကောင်မလေးတယောက်လွှဲချတယ်အခုအဲ့ကောင်မလေးကခံရတဲ့သဘောမျိုးဖြစ်တာပေါ့ဗျာအဲသူကအဲ့အဲ့လိုရှိအဲ့ကောင်မလေးကိုလေသူကဟိုစိစိရင်တော့လောက်ခိုင်းနေဆိုပြီးတော့ကူခိုင်းတာကူခိုင်းနေတဲ့အဲ့ကောင်မလေးပေါ်ပြီးသေးပြီးတော့အပြစ်ပုံချတယ်ပေါ့နော် ဒါအပြင်လက်ရှိရွှေပြည်သာဆေးရုံအဖွဲ့တာဝန်ထမ်းဆောင်နေသူဒေါက်တာဒေါ်မြင့်မြတ်နေဟာဆေးရုံရှိဆေးဝါးတွေကိုပြင်ပကိုထုတ်မယောင်ရဆိုတဲ့တတ်မှတ်ချက်ကိုချိုးဖောက်ပြီးရောင်းချတာတွေရှိနေတယ်လို့မြို့ခန့်တချို့ကပြောပါတယ်။ဟိုတလောလေးကဟိုအမင်းတစ်ခုထွက်တယ်ဗာလဲဆိုတော့ဆေးရုံမှာသုံးဆွဲနေတဲ့ဆေးဝါးတွေကိုအပြင်ဆေးဆေးကန်းဒီဆေးရုံတွေမှာအပုဂ္ဂိကဆေးရုံတွေမှာ တွေ့ရင်ဖမ်းမယ်ဆိုပြီးတော့ပြောတယ်။အဲ့ဒါနဲ့ တဆိုင်ကိုသွားစစ်စစ်တဲ့ခါကျတော့အဲ့ဒီမှာဖြစ်ချင်တော့စီးတပူးကဒီစီးယုံရဲ့စီးနဲ့တော့တွေ့တော့အဲ့မှာသူဟိုဒီလာစစ်တဲ့သူကချက်ချင်းဒါကိုရဲခေါ်ရဲခေါ်ပြီးတော့ဒါဘူးလာရောက်တဲ့ခါတော့ပေါ်ထုတ်ခိုင်းတယ်ဆိုမှအဲ့ချိန်မှာသူကအဲသူနည်းနည်းရှင်းလိုက်တယ်ပေါ့ဗျာပြောရတော့ပတ်စံပေးရှင်းလိုက်တယ်တီစင်းရင်ထုတ်တဲ့ခါကျရင်ဥပမာပြောကျွန်တော်တို့တချို့ဥစားလို့ဆိုရင် ဒီအင်ယူပိုင်ဆိုင်မှုတို့တီဝါတဲ့သူကအိုးလွန်ခဲ့တဲ့စနေလောက်တီဝါအဲ့တော့ဗတ်တိန်နဲ့ပြန်ထုတ်ပြီးတော့ကျွန်တော်တို့ဒီတကောင်စင်းတွေပါရှောက်တဲ့ kiss တွေရှိတယ်လေအဲ့လို kiss တွေကြရင် तू ကအဲ့တီစင်းတစ်ခုကို3သိန်း5သိန်းအဲ့လိုတောင်းတယ်အဲ့အဲ့လောက်ထိအဲပုံစံမျိုးတောင်းပြီးတော့ तू လောက်တာတပန်းမလျော်ဥစ္စာတုံးပြီးလက်ရှိဆေးရုံဝန်ထမ်းတွေကိုဖိနှိပ်ပြောဆိုမှုတွေပြုလုပ်နေတယ်လို့ CDN တွေကိုလည်း PR ပေးအလုတ်ပြန်စင်ခိုင်းတာမျိုးတွေချိန်ချောက်တာတွေလှောက်ဆောင်နေတယ်လို့ဆိုပါရယ်လက်ရှိရွှေပြည်သာစေယုံမှာတိမ်မှုတေခင်ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီးကြက်တသိန်းခွဲယူပြီးတေစင်းရင်ထုတ်ပေးတာကြောင့်အဲ့ဒီစေယုံအုပ်ပြည်တနာတက်ခဲ့တယ်လို့စေယုံကနေတေစင်းရင်တဆောင်အတွက်ကြက်၃တိန်းကနေ၄တိန်းအထိတောင်းနေတယ်လို့စေယုံနဲ့နီဆက်သူတွေကပြောပါရယ် ARD စီးတွေကိုကျမရေးဌာနတွေကအခမဲ့ထုတ်ပေးကြတာဖြစ်ပေမဲ့ပြီးခဲ့တဲ့2024ခုနှစ်ကစလို့အဲ့ဒီစီးတွေပြက်လက်နေခဲ့တာကြောင့် HIV ကူးစက်ခံထားရသူတွေအတွက်ကျမရေးပုံမှုဆိုးရွားလာစေခဲ့သည့် AIDS ဆီယောကအဆင့်ထိရောက်ရှိလာစေတဲ့အထိဖြစ်ပေါ်ခဲ့ရတယ်လို့သိရပါတယ်။လက်ရှိအချိန်မှာ ပြင်ပစေဝါစေကွက်ထဲစေအမျိုးစားပေါ်မူတည်ပြီး ARD စေတဘူးကိုကြက်တသိန်းကနေ9သိန်းနဲ့အထက်ရှိနေတဲ့အတွက်ဝေဒနာခံစားနေရသူတွေဝယ်ယူမတော့တော့နိုင်ဖြစ်နေကြတယ်လို့သိရပါတယ်ရှင်